အလိုပဲမင်္ဂလာပါဆယ်လီဆယ်လီကိတ်ချန်နယ်ကထပ်မံတက်ဆက်လာရပါတယ်ဗိမျိုးရဲ့လူတက်မှုတစ်ခုအကြောင်းကိုတက်ပြချင်တာဖြစ်ပါတယ်လတီတက်ခုခိုင်းရဲ့မန်နေဂျာဟာလူတက်မှုတစ်ခုဖြစ်ပွားပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်သူဟာအရန်ကိုအေးဆေးတည်ငြိမ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်သို့တော်လည်းသူဟာအနှဲငယ်တော့ကနွယ်ကလေးရဖြစ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ် တိတ်မကြက်ခဲကမှသူဟာပြောင်းဆုံးနေခဲ့ပြီးနေရိတ်တိုက်တိုင်သူ့ရဲ့မိဘဆွေမျိုးတိုင်းဝိုင်းတွေဟာလိုက်ရှာနေခဲ့အကြချက်ဖြစ်ပါတယ်ထို့ကြောင့်သူအလက်လုံနေတဲ့တိုက်ခုခန်းကိုတွားပြီးတကားပေါက်တွေဖွင့်ကြည့်ရကနေသူမန်နေဂျာဆိုသူဟာအရန်ကိုဖော်ရခဲ့တဲ့သူတယောက်ဖြစ်ပါတယ်အလုတ်ကိုတာဝေါ်ကျေစွာလုံနေပြီးမိသားစုပေါ်တည်တတ်တဲ့ယောက်ျားလေးတယောက်လည်းဖြစ်ပါတယ်သူ့မှာရှိတဲ့လဲဝော့ယတနာတွေရောဆိုင်ကယ်တွေပါတက်ဖြတ်လူရဲသွားခဲ့တယ်ဆိုပြီး တည်င်းတွေအများကြီးတက်လာခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာခူးဆိုးလူနိုင်တွေတော်တော်ပေါနေခဲ့တာဖြစ်ပါတယ်။အရန်ကိုသတိထားရမယ့်အချိန်နဲ့အချိန်ခါတစ်ခုဖြစ်ပါတယ်။ထိုလတိတက်ခုခန်းဟာတော်ရုံတန်ရုံမိကောင်းဖတ်ခဲ့တသမီတွေလာတဲလေးမရှိခဲ့ကြပါဘူး။အဘဲကြောင့်ဆိုတော့သူဟာအရန်ကိုချောင်းကြတဲ့နေရာမှာဖြစ်ပြီးသူ့ရဲ့နဘေးသားတွေ KTV မဆက်လို့နေရာမျိုးမှာဖွဲ့ခဲ့တာဖြစ်ပါတယ်။ထိုကြောင့်ခီးသွွားအသက်တော်တော်များများဟာလာရောက်တဲခုလေးမရှိတဲ့ ဟိုတယ်လေးတစ်ခုမိုတယ်လေးတစ်ခုတက်ခွက်ခါတစ်ခုမဟုတ်ခဲ့ပါဘူးသူဟာမြမအခေါ်ဝဘန်းစကားနဲ့ပြောရရဲ့ဘီတက်ခွက်ခန်းလေးတစ်ခု ဖြစ်ခဲ့ပါတယ်အဖော်ချော့ကောင်မလေးတွေညငက်မလေးတွေအတွက်နောက်ခုရနေရာတစ်ခုဖြစ်ခဲ့ပါတယ်ထို့ကြောင့်ထိုနေရာတွေအများအနေလူကောင်းသူညငက်မိကလေးတွေဒဲဆိုင်ကမိကလေးတွေကိုခေါ်ပြီးဖြုတ်ချရင်ခေါ်ပြီးအိတ်ချရင်ထိုတဲခုခန်းသို့လာရောက်ခဲ့တာဖြစ်ပါတယ်ထို့ချိန်မှာပဲ မန်နေဂျာဆိုတဲ့သူဟာအသက်ခံရတာကတော်တော်ကိုထူးခြားတဲ့လောက်ရလေးတစ်ခုဖြစ်ပါတယ်။သူဟာအရန်ကိုအေးစိတ်တည်ငြိမ်တဲ့သူတယောက်ဖြစ်ပြီးလုပ်ငန်းပိုင်းဆိုင်ရာမှာအရန်ကိုကြွမ်းကျင်ခဲ့တဲ့သူတယောက်ဖြစ်ပါတယ်။လူတွေသိမရှိအဖက်ဖက်ကပြည်စုံအောင်တိုက်ခုခန်းတွင်ဝါဆောင်မှုပေးနေခဲ့တဲ့မန်နေဂျာဆိုတဲ့သူတယောက်ဖြစ်ပါတယ်။အတီမန်နေဂျာတိဆောက်ခဲ့ရခြင်းကအညိုတကြီးတက်ပြတ်မှုမဟုတ်ပဲပတ်စံလူရဲမှုတစ်ခုသာဖြစ်ကြောင်းကောက်ချက်ချလို့ရတာဖြစ်ပါတယ်အပတ်ကြောင့်ဆိုတော့ သူနေတဲ့အခန်းမှာ သူ့ရဲ့လက်ဝတ်လက်စားတဲ့ပတ်စံတွေပြီးတော့ဆိုင်ကယ်ကိုပါခိုးယူသွားခဲ့တာကြောင့်ထိုလူတက်မှုဟာအညိုတကြီးတက်ဖြတ်ခဲ့တာမဟုတ်ပဲလူရဲမှုတစ်ခုသာဖြစ်ကြောင်းဝိုင်းဝေါ်မတ်ချက်ပြုခဲ့တာဖြစ်ပါတယ်ဒီခုနေ့အချိန်ခါကအရန်ကိုကြောက်စရာကောင်းတဲ့ခက်ခုဖြစ်နေခဲ့ပါတယ်။ထို့ကြောင့်အလုတ်သွားအလုတ်ပြအလုတ်လုတ်တဲ့သူတွေကတောင်ဒီခုဆိုရယ်တော်တော်များများစိတ်မချရတော့ပါဘူး။တိုက်ခုခံမန်နေဂျာကို ဟိုတယ်အခန်းငါပြီးယခုလိုတက်ဖြတ်သွားခဲ့တဲ့လောက်ရက်ကဘိမ့်မြို့သူဘိမ့်မြို့သားအလုံးတုံလုံအော့ဖ်ဖယ်ရလောက်ရက်တခုဖြစ်ကြောင်းပြောဆိုခိုင်းနေကြတာဖြစ်ပါတယ်။ဟိုတယ်ခုခန်းကိုတက်ခုတဲ့သူအနှဲငယ်သာရှိပေမဲ့လည်းယခုဆိုရင်ပြန်လည်လဲပတ်ဖို့ကအခက်ခဲတခုတော့ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။တူးချက်စည်းလို့လူရမ်းရှုပ်တဲ့နေရာမှာတက်ခုခန်းဖွဲ့ပြီးယခုလိုမျိုးဖြစ်သွားခဲ့ရခြင်းက အရန်အရန်ကိုအော့ဖ်ဖွဲ့ရကောင်းနေတဲ့ဆိုတဲ့အကြောင်းကိုတပြလိုက်ရချက်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်